ASEAN A3 နာကိုနာတော်တာဆင်နေကြတဲ့ပြည်သက်တွေအားလုံးကိုတာလီစွာပါလို့နှုတ်ခွန်းဆက်သက်လိုက်ရပါတယ်။ဒီနေ့ညမှာတက္ကရာ1386ခုနဲ့တပေါင်းလာဆုပ်9ရက်နေ့2025ခုနဲ့မတ်လ17ရက်နေ့ CNA ရဲ့တနေ့တာ online review ထုတ်လွှင့်မှုကိုစတင်ထုတ်လွှင့်နေပြီဖြစ်ပါတယ်။ဒီကနေ့ထုတ်လွှင့်ဆက်သွားမယ့်သတင်းတွေကတော့ ခိုင်မှာစက်ကောင်စီကကျင်းပတဲ့တက္ကသိုလ်ဝင်ခွင့်ဆောင်ပွဲကိုကျောင်းသားထောက်ခံကြော်လောက်တာဝင်ရောက်ဖြေဆိုတဲ့ဆိုတဲ့တဲ့ရင်စက်ကောင်စီကတောင်ကုန်းမှာလူနေအိမ်တွေအထိမိုင်းထောင်တာတွေလုပ်ထားလို့ဒေသခံတို့တရားရခဲ့တယ်ဆိုတဲ့တဲ့ရင်တွေအပြင်တရုတ်အစိုးရပိုင်းကုမ္ပဏီနဲ့ဆက်နွယ်နေတဲ့မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်ကိုစုံစမ်းစစ်ဆေးပေးဖို့အဖွဲ့အစည်းတွေတောက်ဆလိုက်တယ်ဆိုတဲ့တဲ့ရင်အပါအဝင်တခြားထူးခြားတဲ့တဲ့ရင်တွေကိုနားဆင်ရမှာဖြစ်ပါတယ် ရမဆောင်တဲ့အနေနဲ့ကြားမှာကတော့ရခိုင်မှာစစ်ကောင်စီကကျင်းပတဲ့တက္ကသိုလ်ဝင်ခွင့်ဆောင်ပွဲပွဲကိုကျောင်းသား1500ကျော်လောက်သာဝင်ရောက်ဖြစ်ဆိုတဲ့ဆိုတဲ့တဲ့ရင်ကိုကြားမှာဖြစ်ပါတယ်။စစ်ကောင်စီရဲ့ထိန်းချုပ်ထားဆဲဖြစ်တဲ့စစ်တွေကြောက်ဖြူနယ်မှအောင်မြို့နယ်တွေမှာစစ်ကောင်စီကမတ်လ18ရက်နေ့ကလေးကပင်တက္ကသိုလ်ဝင်ခွင့်ဆောင်ပွဲပွဲကိုကျင်းပပြုလုပ်နေတာဖြစ်ပြီးတော့ဆောင်ပွဲပွဲဝင်ခွင့်ရှောက်လွှာတင်ထားတဲ့ကျောင်းသားဦးရေ3200တဲက1500ကျော်လောက်သာလာရောက်ဖြစ်ဆိုသူရှိတယ်လို့စစ်ကောင်စီကဒီကနေ့မှသတင်းထုတ်ပြန်လာပါတယ်။ ရခိုင်တကြောပြန်တိုက်ပွဲအတွင်မှာအာရခတတော်ဟာရခိုင်ကမြို့နယ်၁၈ခုထဲက၁၄မြို့နယ်ကိုအပြည့်အသက်သိမ်းပိုက်ရရှိထားပြီးနောက်စစ်ကောင်စီဟာသူတို့ထိန်းချုပ်ထားဆဲဖြစ်တဲ့စစ်တွေမြို့မှာစာဆက်ဌာန၄ခုကြောက်ဖြူမြို့မှာစာဆက်ဌာန၂ခုနဲ့မန်အောင်မြို့မှာစာဆက်ဌာန၂ခုဖွင့်လက်ကတက္ကသိုလ်ဝင်ခွင့်စမေးပွဲကိုကျင်းပပြုလုပ်နေတာလည်းဖြစ်ပါတယ်။လက်ရှိမှာတော့စစ်တွေနဲ့ကြောက်ဖြူမြို့တွေမှာလည်းစစ်ကောင်စီနဲ့အာရခတတော်တို့နှစ်ဖက်ပြက်ခတ်တိုက်ခိုက်တာတွေရှိနေတဲ့အတော့ အဲ့ဒီမြို့နယ်တွေမှာရှိနေတဲ့ကျောင်းသားကျောင်းသူတွေဟာလုံခြုံရေးချင်းတွေကြောင့်လာရောက်မဖြစ်ဆိုတာဒေသအတွင်းကနေစစ်ပွဲနဲ့ဘေးလွတ်ရာနေရာတွေကိုစစ်ဘေးရှောင်ထွက်ခွာနေရတာတွေကြောင့်ဝင်ဝင်လျှောက်လာတင်ပြီးလာရောက်ဖြစ်ဆိုသူနေပါနေတာဖြစ်တယ်လို့မန်အောင်မြို့နယ်ပညာရေးမှူးရုံးကအရာရှိတဦးက CNA ကိုပြောပါတယ်လက်ရှိမန်အောင်မှာတိုက်ပွဲမရှိတာကြောင့်စမွေးပွဲဖြစ်ဆိုသူဟာပြက်ကွက်မှုအ ਨੇ ဆုံးမှာရှိနေတာဖြစ်တယ်လို့လည်းသူကပြောပါတယ်ရခိုင်မှာစစ်ကောင်စီကစစ်အာဏာသိမ်းပြီးနောက်ပိုင်း2022 2023ခုနှစ်မှာ တက္ကသိုလ်ဝန်ထမ်းဆောင်ပွဲဖြေဆို့ခဲ့သူကျောင်းသားဦးရေစုစုပေါင်းဟာ16928ဦးရှိခဲ့ပြီး2023-2024ခုနှစ်မှာတော့တက္ကသိုလ်ဝန်ဆောင်ပွဲဝန်ရောက်ဖြေဆို့သူဟာ8534ဦးရှိခဲ့ပြီးဒီနှစ်မှာတော့ဆောင်ပွဲဝန်ရောက်ဖြေဆို့တဲ့ကျောင်းသားဦးရေဟာ1500ကျော်လောက်သာရှိလာနေတာလည်းဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးနားဆင်ရမှာကတော့ စစ်ကောင်စီကတောင်ကုန်းမှာလူနေအိမ်တွေအထိမိုင်းထောင်တာလုပ်ထားလို့ဒေသခံတအူဒဏ်ရာရခဲ့တဲ့ဆိုတဲ့သတင်းကိုကြားရမှာပါစစ်ကောင်စီတပ်တွေဟာတောင်ကုန်းမြို့အတွင်းမှာအရသားတွေနေထိုင်တဲ့နေအိမ်ပေါ်တွေအထိမိုင်းထောင်တာတွေကိုလုံဆောင်ထားခဲ့တယ်လို့တောင်ကုန်းမြို့ခံတွေကဆိုပါတယ်အဲ့လိုစစ်ကောင်စီကရတားပြည်သူတွေနေထိုင်တဲ့နေအိမ်တွေအထိမိုင်းထောင်ထားခဲ့တာကြောင့်နေရက်ပြန်လည်ဝင်ရောက်နေထိုင်တဲ့ဒေသခံအမျိုးသမီးတအူးဟာ နေရင်အတွင်တန်ရှင်းလှုပ်ဆောင်နေချိန်မှာနေရင်အတွင်စက်ကောင်စီထောင်းထားတဲ့မိုင်းပေါက်ကွဲပြီးဒဏ်ရာရရှိသွားခဲ့ရတယ်လို့တောက်ကုန်းမြို့ကန်တူကပြောပါတယ်။ဒဏ်ရာရသွားတဲ့အမျိုးသမီးမှာတောက်ကုန်းမြို့ကံပန်ရက်ကွက်ကအသက်60အရွယ်တတင်ဦးဆိုတဲ့အမျိုးသမီးတဦးဖြစ်တယ်လို့ဆိုပါတယ်။အခုလိုနေရင်အထိစက်ကောင်စီတပ်တွေကမိုင်းထောင်လာခဲ့တဲ့လို့ရဟာအလွန်တရာကောက်ကျစ်ရုံမာတဲ့လို့ရတစ်ခုဖြစ်ပြီးတော့အခုလိုနေရင်အတွင်းမှာမိုင်းပေါက်ကွဲမှုရှိလာတဲ့အပေါ်မှာ ဒေသခံတွေအနေနဲ့အရန်စိုးရိမ်စိတ်တွေရှိနေရတယ်လို့တောင်ကုန်းမြို့ခံတအူကဆိုပါတယ်။တောင်ကုန်းမြို့နယ်အတွင်းကစစ်ကောင်စီတပ်စခန်းတွေကိုအရခတော်တော်ဟာတီးခဲ့တဲ့2024ခုနှစ်နိုဝင်ဘာလ1ရက်နေ့ကလေးကပင်စတင်ထိုးစစ်ဆင်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက်ဒီဇင်ဘာလ14ရက်နေ့မှာ အပြစ်သက်သိမ်းပိုင်နိုင်ခဲ့ပါတယ်။ အဲ့နောက်တိုက်ပွဲအတွင်းကနေရက်စုံကွာထွက်ပြေးနေကြရတဲ့ရတားပြည်သူတွေကိုစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုရန်ကလွဲပြီးဒေသတွင်းမှာတည်ငြိမ်အေးချမ်းနေပြီဖြစ်တဲ့အတွက်အာရခတတော်ကရတားပြည်သူတွေကိုမိမိနေအိမ်တွေမှာပြန်လည်ဝင်ရောက်နေထိုင်ဖို့အတွက်ခွင့်ပြုပေးခဲ့တာလည်းဖြစ်ပါတယ်။အဲ့လိုခွင့်ပြုပေးတာတွေနဲ့အတူဒေသခံပြည်သူတွေအနေနဲ့မိုင်းအန်ရဲ့သတိပြုဖို့လေကြောင်းရန်ကောက်ွယ်ဖို့အတွက်ဘုံခိုခြင်းတွေကိုစနစ်တကျတိစောက်ဖို့ဆရာတွေကိုအသိပညာပေးတာပဲလှုံ့ဆော်ပေးနေကြောင်းသိရပါတယ်ခင်ဗျာ။ ဆက်လက်ပြီးနားဆင်ရမှာကတော့တရုတ်အစိုးရပိုင်ကုမ္ပဏီတွေနဲ့ဆက်နံတွေတဲ့မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်ကိုစုံစမ်းစစ်ဆေးပေးဖို့အဖွဲ့အစည်းတွေတောက်ဆလိုက်တဲ့ဆိုတဲ့တဲ့ကိုနားဆင်ရမှာဖြစ်ပါတယ်။တရုတ်အစိုးရပိုင်ကုမ္ပဏီတွေနဲ့ဆက်နံနေတဲ့မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်ဂျူလီဘီရှော့ကိုစုံစမ်းစစ်ဆေးပေးဖို့နဲ့သူ့ရဲ့လုပ်ပိုင်ခွင့်အာဏာကိုအဆုံးသတ်ဖို့ မြန်မာဒေသတွင်းနဲ့နိုင်ငံတကာအရပ်ပလူထုအဖွဲ့အစည်း290ဖွဲ့တို့ကတောင်းဆိုလိုက်ပါတယ်။မနေ့မတ်လ18ရက်နေ့မှာကုလသမဂ္ဂရဲ့အထွေထွေအတွင်းရုံးမှူးချုပ်အန်တိုနီယိုဂူတာရက်စ်နဲ့ကုလသမဂ္ဂအထွေထွေညီလာခံ UNGA တို့ကိုအိတ်ဖွင့်ပေးစာပေးဖို့တောင်းဆိုလိုက်ကြလဲဖြစ်ပါတယ်။မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်ဂျူလီဘီရှော့ရဲ့စီးပွားရေးလုပ်ငန်းဆောင်ရွက်မှုတွေနဲ့ မြန်မာနိုင်ငံမှာလောက်ကင်လျက်ရှိတဲ့ကုမ္ပဏီတစ်ခုအပါအဝင်ဖြစ်နိုင်ခြေရှိတဲ့ဒါမှမဟုတ်အတည်ပြုထားတဲ့တက်ထုတွင်လုပ်ငန်းတွေတရုတ်အစိုးရပိုင်းကုမ္ပဏီတွေနဲ့ဆက်နွယ်မှုတွေကိုအန်အောဖွဲ့တရှိရတယ်လို့အဖွဲ့အစည်းတွေကဆိုပါတယ်။ဂျူလီပီရှော့ရဲ့တရုတ်အစိုးရပိုင်းကုမ္ပဏီတွေနဲ့ဆက်နွယ်နေမှုဟာတရုတ်နိုင်ငံနဲ့ထိတွေ့ဆက်ဆံဖို့လိုအပ်တဲ့မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်တအုပ်အနေနဲ့ရှိရမယ်။တမာတမတ်ကြမှုနဲ့လွတ်လပ်ပြီးအမိအခိုကင်းမှုအပေါ် အလွန်ကြီးမားတဲ့စိုးရိမ်ပူပန်မှုတွေကိုဖြစ်ပေါ်စေခဲ့တယ်လို့လည်းဖော်ပြထားပါတယ်။တရုတ်အစိုးရဟာမြန်မာစစ်အုပ်စုရဲ့ပြည်သူတွေအပေါ်ကျူးလွန်နေတဲ့လူသားမျိုးနွယ်အပေါ်ဆန့်ကျင်တဲ့ဆရာဆွေးမှုတွေနဲ့ဆရာဆွေးမှုတွေကိုအားပေးကူညီနေတယ်ဆိုတာကိုအထောက်အထားတွေကဖော်ပြထားပြီးဖြစ်တယ်လို့လည်းအသိပေးထားပါတယ်။ကုလသမဂ္ဂအနေနဲ့လည်းမြန်မာပြည်သူတွေရဲ့အသက်များစွာအပေါ်အန္တရာယ်ဖြစ်စေမဲ့ပြောင်ကျလာတဲ့စီးပွားရေးဆိုင်ရာအကျိုးစီးပွားတွေရှိနေတဲ့အထူးကိုယ်စားလှယ်ကို မြန်မာနိုင်ငံရဲ့အကြက်တဲကိုဖြည့်ရှင်းဖို့တာဝန်ဆက်လက်ပေးထားမယ်ဆိုရင်အလွန်ပင်ကြိုးကြောင်းဆင်ခြင်မှုနည်းပါလာတဲ့လုပ်ရဖြစ်တယ်လို့အဖွဲ့အစည်းတွေကထောက်ပြပြောဆိုပါတယ်။ဒါအပြင်အခုမြင်တွေ့နေရတဲ့အထုကိုစလေဂျူလီဘီရှော့ရဲ့အကျိုးစီးပွားဆိုင်ရာပြည်ပခါဟာအထုကိုစလေတွေနဲ့တွဲဆောင်ဆွေးနွေးမှုတွေကလည်းဆင့်ငင်းရန်ရဲ့အကျိုးဆောင်ဖို့ဆယ်စုနှစ်များစွာကြာလုပ်ဆောင်ခဲ့တဲ့ကုလသမဂ္ဂရဲ့ကြိုးပမ်းမှုတွေအတွက်အပြူသဘောဆောင်တဲ့အပြောင်းအလဲဆောင်ကျင်းပေးမှုတွေလုံးဝမရှိဘူးဆိုတာကို နောက်ဆုံးထပ်မံတတိပေးမှုဖြစ်တယ်လို့လည်းဖော်ပြထားပါဗျ။အဲအရာကြောင့်ခေနောက်ကြပြီးထိရောက်မှုမရှိတဲ့လုပ်ပိုင်ခွင့်အာဏာကိုဖျက်သိမ်းဖို့အတွက်အရင်ကတည်းကပင်အရက်ပတ်လူတို့အဖွဲ့အစည်းတွေကကုလသမဂ္ဂကိုတောင်းဆိုခဲ့ကြပြီဖြစ်တယ်လို့လည်းဆိုထားပါဗျ။ကုလသမဂ္ဂအနေနဲ့လည်းမြန်မာပြည်သူလူထုရဲ့လူခွင့်ရေးကိုအပြည့်အဝလေးစားပြီးစစ်အာဏာရှင်စနစ်ကိုအမြင့်ဖြတ်မဲ့မြန်မာပြည်သူလူထုရဲ့စုပေါင်းဆန္ဒကိုပံ့ပိုးမှုဖြစ်စေမဲ့အခြေခံမူတွေအပေါ်ရပ်တည်မဲ့ ကျင့်ဝတ်နဲ့ညီတဲ့ဟန်ချက်ညီအားထုတ်မှုအဖြစ်ပြောင်းလဲဆောင်ရွက်ရမယ်လို့လည်းဖော်ပြထားပါဗျ။ယခုအချိန်ဟာမြန်မာနိုင်ငံအကြက်တဲပေါ်ကုလသမဂ္ဂရဲ့အစစ်နှိပ်တာဝန်လက်အပ်မှုကိုနောက်ဆုံးအဆုံးသတ်ရမယ့်အချိန်ဖြစ်ပြီးအထူးသဖြင့်လက်ရှိဖြစ်ပေါ်နေတဲ့အထူးကိုယ်စားလှယ်ဂျူလီပီရှော့ရဲ့အကျိုးစီးပွားဆိုင်ရာပြည်ပခနဲ့ပတ်သက်ပြီးလောက်ပိုင်ခွင့်အာဏာကိုချက်ချင်းရုပ်သိမ်းဖို့ UNGA ကိုတိုက်တွန်းတယ်လို့လည်းအဖွဲ့အစည်းတွေကတောင်းဆိုထားပါဗျ။အထွေထွေအတွင်းရေးမှူးချုပ်အနေနဲ့လည်း ဂျူလီပီရှော့ရဲ့အကျိုးစီးပွားဆိုင်ရာပြည်ပခါနဲ့ပတ်သက်တဲ့စုံစမ်းစစ်မှုတစ်ခုကိုအမြန်ဆုံးလုပ်ဆောင်ဖို့နဲ့တွေးရှိချက်တွေကိုအများပြည်သူစီချပြဖို့ကိုလည်းအဖွဲ့အစည်းတွေကတောင်းဆိုထားပါတယ်ခင်ဗျာ။ ျွန်တော်တို့ CNA တရင်လာရဲ့တနေ့တာရေဒီယိုတရင်ထုတ်လွှင့်မှုဟာဒီမှာပဲပြီးဆုံးပြီဖြစ်ပါတယ်။တရင်တွေကိုနားဆင်ပြီးကြကြတဲ့ပရိသတ်တွေကိုအထူးကျေးဇူးတင်ရှိပါကြောင်းကာရပြုအပ်ပါတယ်။နောက်နေ့တွေမှာလည်း CNA ကတင်ဆက်ပေးတဲ့တနေ့တာတရင်တွေကိုနားဆင်မယ်ဆိုရင် CNA ရဲ့ Facebook စာမျက်နှာမှာချူနိုင်တယ်လို့ YouTube, Telegram, H နဲ့ TikTok တွေမှာလည်းလက်ဆွဲစာမျက်နှာချူနိုင်မှာကြောင်းတရင်ကောင်းပါအပ်ပါတယ်ခင်ဗျာ။